2018ခုနှစ်မတ်လ24ရက်နေ့မနက်6:00နာရီကစပြီးတော့မြစီမာ TV အခမဲ့ YouTube Channel ကမြမပြည်သူပြည်သားတွေစီကိုသတင်းနဲ့ကြော်ဖြည့်အစီအစဉ်ကောင်းများစွာနေ့စဉ်မနက်6:00နာရီကနေည7:00နာရီထိထုတ်လွှင့်ဆက်လာခဲ့တာဟာဒီကနေ့2023ခုနှစ်မတ်လ24ရက်နေ့မှာ9နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ထိုင်ငယ်တဲ့၅နှစ်တာကာလအတွင်းမှာနေ့စဉ်မပြတ်မကွက်ဖဲနိုင်ပါပေါင်းပေါင်းနှစ်ထောင်ကျော်မရမနာထုံးဝင်ဆက်နိုင်ကြပါတယ်။စတင်ထုတ်လုပ်တဲ့ရက်ကနေဒီကနေ့ထိအခိုင်အမာအပိတ်ဖြစ်ရှိနေကြတဲ့မြစီမတီဗီပရိသတ်တွေကိုမြစီမမိသားစုကအထူးအလေးအနက်ပြုစုတင်ရှိတာကြောင့်ကြိုးစားပါစေ။ ညစမ TV ဒီရှိပရိသတ်တွေအဆင်ပြေချောင်းဖို့စွာဒီရှိနိုင်ဖို့ပြည်ရင်းပါတော့မှာဒီပတ်ပရိသတ်များပါဒီရှိနိုင်ဖို့ထောက်လို့တဲ့ဂျူရီစိတ်ချက်ထုတ်လုပ်နိုင်ပါတယ်။ဒါကြောင့် Free to Earn ညစမ TV Channel ကိုအရှိတော်အားရှာနိုင်ပြီးညီတိဒေတာကမစုံဖမ်းယူကြည့်ရှုနိုင်ခဲ့တဲ့အပြင်ကျိုးရောဖမ်းယူကြည့်ရှုဖို့အခက်အခဲရှိသူတွေအတွက်ပါမကြံ့ရလေအောင်အင်တာနက်ရရှိတဲ့ဒေတာတွေမှာဖုန်းနဲ့ဓာတ်ရိုက်ကြည့်ရှုနိုင်တဲ့ Nizima TV application ကိုလည်း ပြည်သူတွေလက်ဝယ်ဖို့ပေးနိုင်ခဲ့ပါတယ်။အစီအစဉ်ပြန်ဆက်မှုအပိုင်းမှာသတင်းတွေကမကပဲအခြားလူမှုစီးပွားရေးနဲ့ကျန်းမာရေးအစီအစဉ်တွေအပြင်စိတ်အမောခေတ္တကိုမြန်စီမား Plus Channel ကိုထပ်မံထုတ်လည်နိုင်ခဲ့ပါတယ်။ဒီစမတ်လက်စကနေပါလေပြည်သက်တွေရဲ့အဆက်အသွယ်အားပေးဖို့ရရှိကြပါလေဒီစမတ် TV အကောင့်ရုပ်သံ channel line ကနေပါလေဒီစီ3 သက်တာရသဆောင်စီစဉ်လေးကိုပရိသတ်တွေစီကိုအရောက်ဖို့နေနိုင်အောင်စိတ်ရောကိုယ်ပါအစွမ်းကုန်ကြိုးစားအားထုတ်ပြင်ဆင်ပေးကြတဲ့မြန်မာဝိုင်းတော်သားတွေအတွက်အခက်အခဲတွေကိုရင်ဆိုင်ကြော့ဖြတ်ဖို့ပရိသတ်တွေရဲ့အားပေးမှုဟောင်းတန်ဖိုးပြတ်နိုင်တဲ့အားစေတစ်ခွက်ဖြစ်စေခဲ့ပါတယ်ဒါကြောင့်အစမပြတ်မြစိမနဲ့အတူရှိနေတဲ့ပုံစံကြီးကိုထပ်မံပြီးတော့အထူးသီးဆုပ်ပြောကြားပြရစီရှင်။ ဆက်လက်ပြီးမလျှော့သောလုံးဝဝိရိယတွေနဲ့ပြည်သူတွေအသက်တင်ဆက်ပေးနေတဲ့မီဒီယာအဖြစ်ဆက်လက်ပြောဆောင်သွားမယ်လို့ကတိပြုလိုက်ရပါတယ်။ဘလော့ဂ်သောမီဒီယာအဖြစ်ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးဖို့အကြီးအကဲဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝတီချက်ကိုပြုမိနိုင်ကြောင်းအသိပေးထိတ်ခေါ်လိုက်ရပါသည်။အထူးကျေးဇူးတင်ပါတယ်မြစီမားအသားစု။